အမေရိကန်နိုင်ငံထံရေထွက်ကုန်တွေစင်စစ်မပြတ်တင်ပို့ခွင့်ရရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုတွေပြုလုပ်နေကြောင်းစိုက်ပျိုးရေးမွေးမြူရေးနှင့်ဆယ်မြောက်ဝန်ကြီးဌာနကနေသိရပါတယ်။အမေရိကန်ကိုမြန်မာရေထွက်ကုန်တွေတင်ပို့လိုပါကပင်လယ်ရေနေနိုတိုက်တတဝါကာကွယ်ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာဥပဒေနဲ့အညီပြင်ဆင်ဆောင်ရွက်ဖို့အကြောင်းကြားလာတယ်လို့ဒုဝန်ကြီးဒေါက်တာအောင်ကြီးကမတ်လ25ရက်နေ့အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ 2016ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့အမေရိကန်နိုင်ငံရဲ့သွင်းကုန်စည်းမျဉ်းတွေအရာအမေရိကန်ကိုရွေးထွက်ကုန်တွေတင်ပို့တဲ့အခါကန်ဆိုရာကပြဋ္ဌာန်းထားတဲ့ပင်လယ်ရေနေနိုတိုက်တတဝါများထိမ့်သိမ့်ကခွဲရေးဥပဒေနဲ့အညီဆောင်ရွက်မှသာတင်ပို့ခွင့်ရရှိမှာပါ2023ခုနှစ်နိုဝင်ဘာ18ရက်မှာအမေရိကန်နိုင်ငံသမုဒ္ဒရာနယ်လေတုစီမံခန့်ခွဲရေးဌာနရဲ့ နိုင်ငံအဆင့်ပင်လယ်ငါးဖက်လုပ်ငန်းအဖွဲ့ဟာပြည်ပနိုင်ငံတွေကတင်သွင်းလျှောက်ထားခဲ့တဲ့2021 Comparability Finding Application Report တွေကိုစစ်စစ်အကဲဖြတ်အပိတ်ပို့အချိန်လိုအပ်ကြောင်းဆုံးဖြတ်ခဲ့ပါတယ်။အဆင့်ကန်စာတွေမှာပင်လယ်ရေနေနှုတ်တိုက်တတဝမတော်တဆဖန်စီရမိမှုနဲ့တည်ဆုံမှုအချက်အလက်တွေကိုကင်တွယ်ပြရှင်းနိုင်တဲ့နည်းလမ်းတွေ တင်သွင်းနိုင်ငံတွေရဲ့ငါးလုပ်ငန်းအချက်အလက်သဘောတဘာဝစီးမျက်စိကန့်တွေမှာနှိုင်းရှင်ဖို့စိန်ခေါ်မှုတွေနဲ့တင်သွင်းနိုင်ငံတွေအပေါ်မျှတပြီးတမတမတ်ကြတဲ့ဆုံးဖြတ်ချက်တွေထောက်ပေါ်လာစေဖို့ရည်ရွယ်ထားတာပါဒါကြောင့်ပြည်ပနိုင်ငံတွေအနေနဲ့ပင်လယ်ရင်နေနုတိုက်တတဝါများထိမ့်သိမ့်ကကွယ်ရေးဥပဒေနဲ့အညီရေထွက်ကုန်တည်သွင်းမှုကို2025ခုနှစ်ဒီဇင်ဘာလ31ရက်အထိကင်းလွတ်ခွင့်တက်တန်းထပ်မံတိုးပေးကြောင်းအကြောင်းကြားထားတာရှိတယ်လို့သိရပါတယ် အဆိုပါပြင်ဆင်သတ်မှတ်ဖို့လိုအပ်ချက်တွေကိုငါလုံငန်းဦးစီးဌာနအနေနဲ့တက်တည်အထောက်အထားတွေနဲ့အတူ2025ခုနှစ်ဧပြီလ1ရက်နေ့မှတိုင်ပြီးပြန်လည်ပေးပို့ရမှာဖြစ်တယ်လို့ဒုတိယဝန်ကြီးကပြောကြားထားကြောင်းပါခင်ဗျာ